ားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ Bami Screen Teller Channel ကနေပြီးတော့ကြိုဆိုပါရစေ။ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ယုံကြည်မှုရဲ့သစ္စာဖောက်မှုရဲ့ဂျားက Helicopter တယောက်ပေါ့နော်။ဘလိုမျိုးကျေကွဲဆရာကံကြမ္မာတခုကိုရင်ဆိုင်ခဲ့ရလဲဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ဒီဖြစ်ရက်က2019ခုနှစ်ဇွန်လမှာ American Mississippi ပြည်နယ် Oxford မြို့မှာဖြစ်ပွားခဲ့တာပါ။ပုံမှန်ဆိုရင်အဲဒီမြို့လေးက college တောင်းဝင်းလေးတွေနဲ့တည်ငင်အေးချမ်းတဲ့ ောက်ဝင်ခြင်းလေးတွေရှိတဲ့နေရာလေးဒါပေမဲ့ Costume မိသားစုနဲ့ Ellie အတွက်ကတော့အရာအလုံးရုတ်တရက်ပြောင်းလဲသွားခဲ့ရရှာပါတယ် ဲ့တော့အခုအယ်လီရဲ့အကြောင်းလေးကိုအနည်းငယ်ပြပြမယ်။အာအယ်လီကိုတော့1998ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာ Mississippi BB နဲ့ St. Louis မြို့မှာမွေးဖွားခဲ့ပြီးတော့သူ့ရဲ့မွေးနာမည်ကတော့ Alexandra Madison Costello လို့ခေါ်တယ်။ဒါပေမဲ့လူတိုင်းကတော့သူ့ကိုချစ်စနိုးလေးနဲ့အယ်လီအယ်လီဆိုပြီးတော့ပဲခေါ်ခဲ့ကြတယ်။သူ့ရဲ့မိဘတွေကတော့ Keith နဲ့ Cindy တို့ဖြစ်တယ်။နောက်ပြီးတော့သူ့မှာ Andrew ဆိုတဲ့မောင်လေးတယောက်လေးရှိတယ်။ 2016ခုနှစ်မှာ Limbash အထက်တန်းကျောင်းအနေသူပြီးမြောက်ပြီးတော့ Ellie က University of Mississippi ခေါ် Oli Mix လို့လူသိများတဲ့တက္ကသိုလ်ကိုသူတက်ရောက်ခဲ့တယ်။အဲသူတင်ကြားတဲ့ဘာသာရပ်ကတော့ဈေးကွက်ရှာဖွေရေးပေါ့နော်ဘာသာရပ်ကိုသူကသင်ယူတယ်။သူ့ရဲ့ UI ချက်ကတော့ Fashion လောကမှာသူအလုပ်တစ်ခုရရှိဖို့ပဲဖြစ်တယ်။သူအကျောင်းစာရင်းမဟုတ်ဘဲနဲ့ college activities တွေကိုလည်းအပြည့်အဝပေါ့နော်တက်ကြွပါဝင်ခဲ့တယ်။ ဥပမာအနေနဲ့ဆိုရင် तू က golf club မှာပါဝင်ခဲ့ပြီးတော့ယောဂနဲ့ palestine လွမ်းတွေကို तू ကသင်ပေးခဲ့ရတယ်။ half marathon ပြေးပွဲအတွက်လည်း तू လေ့ကျင့်ခဲ့တယ်။အထက်တန်းကျောင်းတုန်းကလေးကဒီအပြေးအားကစားမှာပေါ့နော် तू ကပါဝင်ခဲ့ပြီးတော့ college ရောက်တဲ့အထိကိုအခုလိုမျိုးကိုလက်လှုပ်ရှားအားကစားတွေမှာ तू ကဇက်တိုက်ပါဝင်လှုပ်ရှားခဲ့တယ်။ပညာရေးနဲ့အားကစားအပြင်အဲ့ဒီမှာပေါ့နော်တခြားစိတ်နေ စိတ်ထားကောင်းလေးတစ်ခုကလည်းရှိတယ် အဲ့ဒါကတော့သူကပီရူးနဲ့အာဖရိကကိုခီးသွားပြီးတော့ကလေးတွေကိုအင်္ဂလိပ်စာသင်ကြားပေးတဲ့စေတနာဝန်ထမ်းလုပ်ငန်းတွေမှာပါဝင်ခဲ့တာပါအဲ့သူ့အသက်ပေါ့နော်22နှစ်အရွယ်လေးနဲ့ဆိုရင်အဲသူလုပ်တဲ့အရာတွေအကုန်လုံးကစိတ်လှုပ်ရှားစရာကောင်းပြီးတော့အတိတ်ပဲရှိရဲ့ဘဝတစ်ခုကိုသူကိုယ်တိုင်ပုံဖော်ပြီးတော့တည်ဆောက်နေတဲ့မိန်းကလေးအဲလီကအဲ့ဒီတက္ကသိုလ်ကပေါ့နော်ကျောင်းသားတယောက်လည်းဖြစ်တဲ့ Brandon Thiefel နဲ့သူအာတွေ့ဆုံပြီးတော့သူချစ်ကြိုက်ခဲ့တယ် အဘရန်ဒန်ကစမတ်ကြတဲ့အမြဲတမ်းတသက်ရဲ့ဝတ်စားစီရင်ပြီးတော့ဒီ Texas ပြည်နယ်မှာကိုပိုင်စေကန်းအောင်ဖွင့်ထားတဲ့နာမည်ကြီးဆရာဝန်တူဦးရဲ့သားလေးဖြစ်တယ်။ဘရန်ဒပ်ပုံကြီးရတာကသူ့အတူယုံကြည်မှု ပြည့်တဲ့ပုံစံပေါ့နော်။ဒါပေမဲ့လူအများစုကတော့အဘရန်ဒန်ကဟိုမာနကြီးရတဲ့တောင် ပို့ပြီးတော့ပေါ့နော်။လွန်ကင်းနေတဲ့ပုံပေါက်တယ်ဆိုပြီးတော့မှတ်ချက်ပေးကြတယ်။ Elinette ဘရန်ဒန်တို့ရဲ့ဆက်ဆံရေးကကာလာအဖြစ်ဆိုရင်၃နှစ်နီးပါးကြာခဲ့တယ်။ဒါပေမဲ့သူတို့ကချစ်သူရဲ့လို့ပေါ့နော်တီတီပပတတ်မှတ်လို့မရခဲ့ဘူး။ပြောရရင်သူတို့ကခဏခဏပြန်လိုက်ပြန်တွဲလိုက်နေအတီကြမရှိတဲ့ဆက်ဆံရေးတစ်ခုထဲမှာနှစ်ယောက်စလုံးကရေလိုက်ငားလိုက်နေခဲ့ကြတာအဲ့တော့တေချာပြောရရင်သူတို့ကရင်းနှီးတဲ့တငယ်ချင်းမျိုးလည်းမဟုတ်ဘူးပြောရရင်ရီးစားမကြတငယ်ချင်းမကြပုံစံမျိုး တခါလေကြာရင်သူတို့နှစ်ယောက်ကလာပေါင်းများစွာပေါ့နော်စကားမပြောဘဲနေလဲနေကြတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုဒီတက်ကတူအာចောင်းဝင်းကနော်ပွဲလန်းတပင်ဒီမှာနှစ်ယောက်အတူတူတွဲပြီးတော့လဲပြန်ပေါ်ရင်ပေါ်လာတတ်ကြတယ်။နောက်ပိုင်းမှာအလီရဲ့တငယ်ချင်းတွေပြပြချက်အရာကတော့အလီကပေါ့နော်ဒီဆက်ဆံရေးကိုတကယ်အတီးတကျအချစ်ရေးတစ်ခုဖြစ်လာဖို့သူကမျှော်လင့်နေခဲ့တဲ့ကောင်းပါလေးအာဘရန်ဒက်ဘက်ကတော့အဲ့လိုမဟုတ်ဘူးအဲ့လိုမျိုးခန်းစားချက်မျိုးလည်းမရှိဘူး ဘရန်ဒန်ကဘလို့လှုပ်လဲဆိုတော့အလီကပေါ့နော်သူ့အပေါ်မှာစိတ်ပိုင်းဆိုင်ရာပေါ့နော်ပို့ပြီးတော့နင်းမြုပ်လာတယ်ပို့ပြီးတော့ချစ်လာတယ်လို့ထင်ရင်ဘရန်ဒန်ကအလီနဲ့ခွက်ခေါ်ကသူကနေပလိုက်တာပြောရင်ဘရန်ဒန်ရဲ့စိတ်နေစိတ်ထားပေါ့နော်လုံးဝကိုခံယူချက်ပြင်းထန်တဲ့သူတယောက်ရဲ့ပုံစံမျိုးသူ့ရဲ့ခံယူချက်ကတော့ရှင်းနေသူကခိုင်မာတဲ့မိသားစုနောက်ခံ background ရှိရဲ့ ူ့ရဲ့အဖေရဲ့ပတ်စံနဲ့ဆိုရင်ဘယ်ပြဿနာမျိုးကိုမဆိုသူကဖြေရှင်းနိုင်နေသူလှုပ်လို့ဖြစ်လာမဲ့အကျိုးဆက်တွေရဲ့အထက်မှာသူတို့မိသားစုရှိတယ်ဆိုပြီးတော့သူကယုံကြည်နေပုံရတယ်ဒီလိုမျိုးအခြေအနေတွေရှိနေတာတောင်မှပဲအလီကသူ့ရဲ့မျှော်လင့်ချက်ကိုလက်မလွတ်ခဲ့ဘူးအဲ့တော့သူတို့ရဲ့နောက်ဆုံးနေ့မတက်ခင်2000 16ခုနှစ်ပေါ့နော်နွေရသည်ကိုရောက်လာတော့များသောအားဖြင့်เจ้าသူเจ้าသားတွေကတော့သူတို့ရဲ့မိဘအိမ်ကိုပြန်ကြတယ်ဒါမဲ့အယ်လီကတော့ဒီအောက်စဖို့မှာပဲနေပြီးတော့နွေရသည်အတန်းတွေကိုသူတက်ခဲ့တယ် အဲ့တော့လွတ်လွတ်လပ်လပ်နေရသည့်အကြောင်းပြရက်ကိုသူခန့်စားရင်းနဲ့တငယ်ချင်းတွေနဲ့အချိန်ကုန်ဆုံးခဲ့တာပေါ့လေဇွန်လမှာဆိုရင်အလီရဲ့မိဘတွေဖြစ်တဲ့ Keith နဲ့ဒီ Cindy တို့ကပေါ့နော် သူသမီးစီကိုလာရောက်လဲပတ်ပြီးတော့သမီးနဲ့အတူတူအချိန်လေးကိုကုန်ဆုံးခဲ့ကြသည်ရဲ့အဲ့တော့အဆိုရင်လေသူတို့ကြီးဘာဆိုဘာမှပေါ့နော်ဒီအာအလီပြောင်းလဲနေတာရယ်ဘာလဲသူတို့ဘာမှမတွေ့ရှိရဘူးအားလုံးကပုံမှန်လိုပဲ ီလိုနဲ့မိဘတွေကသူတို့ရဲ့အိမ်ကိုပြန်သွားပြီးရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်လည်းအလီယာအပုံမှန်အတိုင်းပဲသူတို့စီကိုအဆက်အသွယ်ရှိခဲ့တယ်။ဒီလိုကနေဇွန်လ16ရက်နေ့ည9နာရီလောက်မှာ အလီကသူ့ရဲ့အမေစီကိုပေါ့နော်ပုံမှန်အတိုင်းပဲဖုန်းဆက်ခဲ့တယ်။အဲတော့ကဒီအလီကလည်းဆောင်းမွဲတွေဖြည့်ဆို့နေတဲ့အချိန်ဆိုတော့ဒီဖြည့်လက်စပေါ့နော်ဆောင်းမွဲတွေကြောင်းပြောရင်းနဲ့သူအဲ့ဒီနေ့ညနေပိုင်းမှာတငင်ကြီးတွေနဲ့အတွေ့အကြုံအစီအစဉ်ရှိတယ်ဆိုပြီးတော့လည်းသူ့အမေကိုပြောခဲ့တယ်။ ဒီလိုနဲ့နောက်တနည်းမနက်10နာရီကြော်ကြော်လေးမှာ Mississippi ပြည်နယ် Lafayette County ကဒုရဲအရာရှိတယောက်က Sadik ရေခန်းသားမှာပေါ့နော်ပုံမှန်အတိုင်းသူကင်းလဲ့နေုံမှာပဲစွန့်ဖြစ်ထားတဲ့ငါးဖန်တဲအိမ်တစ်ခုရဲ့အနားမှာတနက်တန်ရအများပြားနဲ့မိန်းကလေးငယ်တဦးရဲ့အလောင်းကိုသူတွေ့ရှိတယ်။အချိန်အတော်ကြာကလေးကပေါ့နော်ဒီမိန်းကလေးကအသက်မရှိတော့တာသူ့အနေနဲ့တိတာထင်ရှားနေတယ်။ ပြီးတော့အဲ့ဒီနာကပေါ့နော်ဒီမြေပြင်ပတ်ချလဲမှာလဲတနက်ကြည်စံအခွန်ပေါ့၁၁ခုပြန့်ကျဲနေအောင်သူတွေ့ရှိရတယ်အဲအလောင်းရဲ့အနားမှာတော့ပတ်စံရိတ်တိတ်ကိုသူတွေ့ရတယ်အဲ့ဒီထဲမှာဆိုရင်ចောင်းသားကတ်တကတ်ကိုလည်းသူတင်စီရမိခဲ့တယ်အဲ့ចောင်းသားကတ်အရာဒီအခုတည်ဆုံးနေတဲ့ main ကလေးကအသက်၂၁နှစ်အရွယ်အလီကော့စတဲဖြစ်တယ်ဆိုတာကို သူအတည်ပြုခဲ့လို့ရတယ်အဲ့တော့ဒီတည်င်းကလူထုချောက်ပြန့်နှံ့သွားတယ်ပေါ့လေ အဲ့တော့အဲ့တဲ့တဲ့ကြားရောအောက်စပိုမျိုးကလူတွေကကြောက်ရွံ့ထိတ်လန့်သွားတယ်လူသက်သမားကလည်းလွတ်မြောက်နေတော့မယ်အဲ့တော့လူတိုင်းရဲ့စိတ်ထဲမှာလေအထူးသဖြင့်ပေါ့နော်ဒီចောင်းသူចောင်းသားလေးတွေရဲ့စိတ်ထဲမှာဆိုရင် အလေးကိုပေါ့နော်ဘသူခမများဒီလိုမျိုးចောင်းမဖွေရကောင်းတဲ့လောက်ရကိုအာလောက်တာလဲဆိုပြီးတော့လဲသူတို့စဉ်းစားမရဖြစ်နေခဲ့ကြတယ်လူတိုင်းရဲ့အမြင်မှာလေအလေးကတော်တော်လေးဖော်ရွေတယ်ကျင်နာတယ်လူတိုင်းကလည်းသူ့ကိုချစ်ခင်ကြတယ် ပြောရရင်ရန်သူဆိုတာကိုသူတို့ရဲ့မျက်စီထဲမှာပုံဖော်လို့ကိုမရဘူး။သူရဲ့မိဘတွေအတွက်ဆိုရင်လည်းဒီဆုံးရှုံးမှုကစိတ်ကူးနေတောင်မှပေါ့နော် ကြံစီလို့မရနိုင်တဲ့ကိစ္စတခုဖြစ်နေခဲ့တယ်။အယ်လီယက်မိခင်စင်တီကအယ်လီမသေးဆုံးခင်ပေါ့နော်သူတို့နောက်ဆုံးပြောခဲ့တဲ့စကားလေးတွေကိုလည်းနောက်ပိုင်းမှာအခုလိုပြန်ပြောင်းပြောပြခဲ့တယ် ။သူပြောတာကအဲ့ဒီညကဆိုရင်အလီကလုံးဝပုံမှန်အတိုင်းပဲ။တီလဲတီတီငင်ငင်ပဲ။နောက်ပြီးတော့အဲ့ဒီညမှာသူသူ့တငငချင်းတွေနဲ့ပေါ့နော်။သူအစီအစဉ်တွေရှိတယ်ဆိုတဲ့ဟာကိုလည်းပျော့ပျော့ရွှင်ရွှင်ပဲပျော့ပျော့နေခဲ့တာ။ကြောက်ရွံ့တဲ့အရေးအယံတစုံတရာတော်မှပေါ့နော်။သူအာပြောရရင်တတိမထားမိခဲ့ဘူး။ဒီလိုနဲ့စုံစမ်းစစ်ဆေးသူတွေကအလီတေဆုံးတဲ့နေရာကိုစစ်ဆေးပြီးတဲ့နောက်မှာတော့တွေးရှိခဲ့ရတဲ့အသေးစိတ်အချက်အလက်တွေကတကယ်ကိုထိတ်လန့်စရာပဲ။ တို့တင်စီရမရဲ့ကြည်စံခုံတွေကိုလေ့လာကြည့်ရတလို့ဆိုရင်အာတို့ခံမန်းနာကအလီကပေါ့နော်ခုံတန်းတစ်ခုပေါ်မှာထိုင်နေပြီးတော့အာသူ့ကိုအခုလိုမျိုးလှုပ်တဲ့သူကဆိုရင်အလီရဲ့မျက်နှာချင်းဆိုင်မှာထိုင်ခဲ့တဲ့ပုံလို့တို့ကောက်ချက်ချရတယ်။ပြီးတော့နောက်တစ်ခုကဒီပြစ်ခတ်မှုကပေါ့နော်ရုတ်တရက်လှုပ်ဆောင်ခဲ့တဲ့လုပ်ရမျိုးမဟုတ်ဘူး။ကြည်စံရဲ့ပုံစံအရဆိုရင်တနတ်သမားကအနေထားမျိုးစုံကနေပြီးတော့အာရွှေ့ပြီးတော့ကိုပဲပေါ့နော်ထောက်အမျိုးစုံကနေပြီးတော့ပြစ်ခတ်ခဲ့တဲ့ပုံ။ သူအသက်မရှိတာတေချာအောင်လုပ်ခဲ့တာကိုလည်းပြသနေတယ်အဲ့တော့သဘောကအရင်အမှုတွေတုန်းကလည်းပြောသလိုပေါ့နော်ဒါကလူတတ်မှုတတ်တတ်မဟုတ်ဘူးဒါကပုပ်ကိုရေးအရာလှုပ်ဆောင်ခဲ့တာဆိုပြီးတော့စုံနောက်တွေကချက်ချင်းပဲဒီဟာကိုကောက်ချက်ချခဲ့တယ်။ဒါနဲ့အာဒီအဲ့လေအရင်ညကပေါ့နော်တွားခဲ့တဲ့နေရာတွေက CCTV မှတ်တမ်းတွေကိုသူတို့ပြန်ရှာပြီးတော့ကြည့်ကြတယ်။သူတို့တွေညသကောင်နီးပါး17:52မိနစ်လောက်မှာအဲ့လေကိုပေါ့နော်ဒေတာအတွင်းက ဘားတစ်ခုကနေတယောက်တည်းအဲထွက်လာခဲ့တာကိုလုံခြုံရေးကင်မရာမှတ်တမ်းတစ်ခုကနေပြီးတော့ဖမ်းမိထားခဲ့တယ်။အဲ့ဒီကိုကြည့်ရတာသူဖုန်းကိုအကြည့်နေတဲ့ပုံပေါက်တယ်။အနည်းနည်းလေးရင်းရိုက်နေပေမဲ့အထိတ်လန့်တကြားဖြစ်နေတဲ့ပုံစံမျိုးတော့သူတို့မတွေ့ရဘူး။သူခေါ်ရတဲ့ဥပါတက်စီရောက်လာတဲ့အခါမှာတော့အဲ့တက်စီတဲ့ကိုပေါ့နော်အေးစစ်စစ်လေးပဲဝင်ရောက်သွားတာကိုလည်းသူတို့တွေ့ရတယ်။အဲနောက်ပြီးတော့အဲ့ကားကသူတို့ရဲ့တိုက်ခန်းစီကိုဥတီပြီးတော့မောင်းသွားတာ အဲ့ဒီနောက်မှာတော့ရဲတပ်ဖွဲ့ကအဖြစ်ကိုရှာတွေ့ဖို့ပေါ့နော်အလီရဲ့တိုက်ခန်းကိုသူတို့တွေတွားခဲ့ကြတယ်။အဲ့တော့သူတို့တတိထားမိတာကအလီရဲ့ဘုံကပျောက်ဆုံးနေတယ်။သူတို့ CCTV ထဲမှာဆိုရင်ဘားကထွက်လာတော့မှဆိုရင်အလီက ဖုန်းလေးကိုတော့ဖွင့်နေတာကိုသူတို့တွေမြင်နေခဲ့ရတာ။ဒါနဲ့စုံစမ်းစစ်ဆေးသူတွေကတေးကြတယ်။အဲ့ဆိုရင်အလီကိုအခုလိုမျိုးလုတ်တဲ့သူကပဲဒီဖုန်းကိုယူသွားတယ်ဆိုပြီးတော့ချက်ချင်းပဲတန်တရားဝင်ခဲ့ကြတယ်။ အဲဒီလိုနဲ့နောက်ပိုင်းမှာတော့စုံစမ်းစစ်ဆေးရေးမှုတွေကိုထောက်ကူဖြစ်စေမဲ့အရာတခုကိုသူတို့တွေ့ရှိခဲ့ရတယ်။ဒါကတော့ပျောက်ဆုံးနေတယ်ပေါ့နော်ဖုန်းနဲ့ချိတ်ဆက်ထားဆဲဖြစ်တဲ့သူ့ရဲ့ Apple Watch ကိုသူတို့တွေတင်စီရမိခဲ့တာ။ဒါနဲ့သူတို့အဲ့နိုင်ကနေပဲတဆင့်ဒီသူ့ရဲ့ပေါ့နော်ဒီဖုန်း message မှတ်တမ်းတွေကိုဝင်ရောက်ကြည့်ရှုနိုင်ခဲ့တယ်။ဒီ message တွေအရဆိုရင်အဲလီကပေါ့နော်သူနောက်ဆုံးဖုန်း ခေါ်ဆိုမှုလုပ်ပြီးတော့ message တွေပို့ခဲ့တာက Brandon Defel ဆိုတဲ့သူပါသူတို့ရဲ့စကားပြောဆိုမှုကလည်းပို့ပို့ပပမဟုတ်တာကိုသူတို့တွေညှိနေရတယ်အလီကဘာကနေပြီးတော့ထွက်သွားပြီးရဲ့နောက်မှာသူတို့နှစ်ဦးပေါ့နော်တွေ့ဆုံဖို့သူတို့တွေချင်းဆိုခဲချတဲ့စာတွေကိုလည်းသူတို့မြင်နေရတယ်အဲ့ဒီအချက်လက်တွေအရာဒီစုံစမ်းစစ်ဆေးနေတယ်ပေါ့နော်အရာရှိတွေအနေနဲ့အာပထမအဦးဆုံးအကြိမ်သူတို့တွေတိကျခိုင်မာတဲ့သဲလွန်စာတခုကိုသူတို့ရလိုက်တာပဲ အဲ့သဲလွန်စားတွေကြောင့်ပဲ Brandon ရဲ့နာမည်ကသူတို့ရဲ့တန်တရားရှိသူစိရင်ထိတ်ဆုံးမှရောက်ရှိသွားခဲ့တယ်။ Eric က Brandon Thiefel ကိုစစ်ဆေးမေးမြန်းဖို့ပေါ့နော်ပထမဆုံးအချိန်သူတို့ဆက်သွယ်ခဲ့တဲ့အခါမှာတော့ Brandon ကနေပြီးတော့အဲသူလာနိုင်မှာမဟုတ်ဘူးသူမူးနေတယ်ဆိုပြီးတော့ Jerry ကိုအသိပေးခဲ့တယ်။ဒါနဲ့စုံစမ်းစစ်ဆေးရတဲ့သူတွေကဟုတ်ပြီဒါဆိုရင်မနက်ဖြန်မနက်၈နာရီမှာငါတို့တွေ့ဆုံကြမယ်ဆိုပြီးတော့အဲသူနဲ့သဘောတူညီမှုယူလိုက်တယ် Brandon နဲ့ပေါ့နော်ဒီ chain ထားတဲ့အချိန်ရောက်တော့လေ Brandon ကရောက်မလာဘူးအဲ့ဒီအခါမှာတော့စုံစမ်းစစ်ဆေးရေးမှုတွေကတေးကြပြီဒါ Brandon ကအာထွက်ပြေးရင်ထွက်ပြေးဒါမှမဟုတ်လို့ရှိရင်ထွက်ပြေးဖို့စူးစမ်းနေတာပဲဆိုပြီးတော့သူတို့တွေအတန်တရာလုံးဝဝင်သွားခဲ့ကြတော့တယ်တိုင်းနဲ့ရဲတပ်ဖွဲ့ဝင်တွေက Brandon ရဲ့ phone data တွေနောက်ပြီးတော့သူ့ရဲ့ပေါ့နော် David ကကနေပြီးတော့ငွေပေးချေမှုမှတ်တမ်းတွေကနေတစင်းသူ့ရဲ့လှုပ်ရှားမှုတွေကိုခြေရခံခဲ့ကြတယ် ဘရန်နန်က Mississippi ပြည်ကနေထွက်ခွာပြီးတော့ Memphis Tennessee ရဲ့ဘက်ကိုဥတီသွားနာတွေကိုသူတို့တွေ့ရတယ်။နောက်ပြီးတော့သူတို့တထေးတွေကပေါ့နော်သူတို့ရဲ့ကားနံပါတ်တွေကိုစိတ်ကြိုက်အပြင်ဆင်ပြီးတော့အဲကားနံပါတ်ပြားတွေကိုတုံးကြတယ်လို့သိရတယ်။အဲ့တော့ဒီအမှုမှာဆိုရင်သူအခုလိုမျိုးပြင်ဆင်ပြီးတုံးထားတဲ့ကားနံပါတ်ပြားကြောင့်ပဲသူ့ကိုအလွယ်တကူဖမ်းဆီးရမိခဲ့တာ။ကားနံပါတ်ပြမှာ take kick လို့သူကရေးထားတဲ့ဟာကို take ရဲ့စကလုံးမှာ e ကိုသူက3ဆိုပြီးတော့သူကအခရာလေးနဲ့သူက3ထားတာ။ အဲ့တော့ရဲတွေကလည်းဟုတ်ပြီဒီလိုမျိုးထင်ရှားတယ်ပေါ့နော်ကားနံပါတ်ပြားကြောင်းတို့အလင်းမြန်ဖန်းစီရရှိလိမ့်မယ်ဆိုပြီးတော့လည်းတို့ကမျှော်လင့်ခဲ့ကြတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ brandon ကိုတက်စီဆိုင်တစ်ခုမှာဖန်းစီရမိခဲ့ပြီးတော့တရားရင်ဆိုင်ဖို့အတွက်တို့ရေးဆောင်ရွက်နိုင်ခဲ့တယ်အဲသူ့ရဲ့ကားထဲမှာလည်းအလီကိုပေါ့နော်အသုံးပြုခဲ့တဲ့လက်နက်နဲ့ကိုက်ညီတဲ့တနက်တလက်ကိုလည်းရဲတွေကရှာဖွေတွေ့ရှိခဲ့တယ်နောက်ပြီးတော့သူ့ရဲ့ရှက်အင်ဂျင်မှာလည်းသွေးစွန်းထင်းမှုတွေကိုတွေ့ရပြီးတော့ မှုခင်းစေးပညာအရာစစ်ဆေးစမ်းသပ်မှုတွေအရာတော့အဲ့ဒီသွေးတွေကအလီရဲ့သွေးတွေမှအတည်ပြုနိုင်ခဲ့တယ်။2019ခုနှစ်ဇွန်လ23ရက်နေ့မှာ Brandon Thiefel ကိုပထမအဆင့်လူသတ်မှုနဲ့တရားဝင်ဆွဲချက်တင်နိုင်ခဲ့ပါတယ်။အဲ့တော့အဲ့ဒီသတင်းပတ်အတွင်းမှာကိုပဲပေါ့နော် University of Massachusetts ရဲ့ကျောင်းသူကျောင်းသားတွေဒေသခံပြည်သူတွေကအဲလီကိုအမတ်တရအုံပြုဖို့ဖျောင်းတိုင်လေးထွန်းပြီးတော့ကြတော့အမတ်တရပွဲတစ်ခုကိုကျင်းပပေးခဲ့ကြတယ် နောက်ပြီးတော့ယာနဲ့ချီတဲ့ចောင်းသူចောင်းသားတွေဝန်ထမ်းတွေဒေသခံတွေကစုဝေးပြီးတော့အဲလီရဲ့ဆုံးရှုံးမှုကိုပေါ့နော်ဝန်ထဲပူဆွေးစွာဆုတောင်းပေးခဲ့ကြတယ်။ဒီလိုကနေရက်အနည်းငယ်အကြာ2019ခုနှစ်ဇွန်လ29ရက်နေ့မှာတော့အဲလီရဲ့နောက်ဆုံးခီးကိုအားလုံးကလိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။အဲ့နောက်ပိုင်းမှာတော့ဒီ Brandon နဲ့ Ellie တို့ရဲ့ပေါ့နော်2016ခုနှစ်ကလေးကသူတို့အတူတူအာတွဲပြီးတော့ ရိုက်ခဲ့တဲ့ဓာတ်ပုံလေးတွေကဆိုရှယ်မီဒီယာမှာလည်းအလင်းအမြောင်ပြန့်နှံ့လာခဲ့တယ်။အနောက်ပြီးတော့ Sorority ဆိုတဲ့အဖွဲ့အစည်းကလည်းသူတို့ရဲ့အဆောက်အုံတွေရဲ့ပေါ့နော်ဒီတိုင်တွေမှာအနှဲ့ရောင်ဖဲချိုးလေးတွေကိုပတ်ထားပြီးတော့ဝန်နေချင်းအထိမ့်မဲ့လေးကိုသူတို့တွေပေါ်ပြခဲ့ကြတယ်အဲ FFV ဆိုတဲ့အဖွဲ့အစည်းကလည်းအလီအသက်ရှိထင်ရှားရှိနေတော့ကပေါ့နော်သူလှုပ်ဆောင်ခဲ့တဲ့အရာတွေကိုဂုဏ်ပြုတဲ့အနေနဲ့အလီကတကယ်ပဲပတ်ဝန်းကျင်ရလူတွေကိုဘလောက်ပျော်ရွှင်မှုတွေယူဆောင်လာခဲ့လဲဆိုတာကိုထင်ဟပ်ပေါ်ပြတဲ့ ကြေညာချက်တစ်စောင်းကိုလည်းထုတ်ပြန်ပေးခဲ့ပါတယ်အဲ့တော့လူအများကအဲ့ဒီကိုတတ်ခဲ့တဲ့သူကပေါ့နော်ဒီလောက်အထိရင်းနှီးတဲ့သူတယောက်ဖြစ်နေတာကိုသိလိုက်ရတော့ထိတ်လန့်တုန်လုံးခဲချရတယ်။ဘာလို့လဲဆိုတော့အဲ့ဒီပေါ့နော်တချိန်ကဒါယုံကြည်ခဲ့ဖူးတဲ့အဲလူရင်းနှီးခဲ့ဖူးတဲ့သူကပဲအခုအဲ့ဒီရဲ့တည်ဆုံးမှုအတွက်တာဝန်ရှိတယ်ဆိုတဲ့အတွေ့ကလူအများအပြားကိုလုံးဝကိုတုန်လုံးခြောက်ခြားစေခဲ့တာပါ။နောက်ပိုင်းလာတွေမှာပို့ပြီးတော့စိတ်အနှောက်အယှက်ဖြစ်စရာအသေးစိတ်အချက်လက်တွေထပ်ပြီးတော့ပေါ်ပေါက်လာခဲ့တယ်။ စုံစမ်းစစ်ဆေးမှုအတွင်းမှာတွေးရှိခဲ့ရတဲ့အလီနဲ့ Brandon Cha ပေါ့နော်ဒီ Sato လေးတွေကအခုဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးဖြစ်နိုင်ခြေရှိတဲ့ပေါ့နော်အကြောင်းရင်းကိုဖော်ထုတ်ပေးခဲ့တယ် Sato တွေအရဆိုရင်2019ခုနှစ် April 12ရက်နေ့မှာအလီကအာ Brandon ကိုပေါ့နော်သူကိုဝင် ရှိကောင်းရှိနိုင်တယ်လို့ပြောခဲ့တဲ့ message ကိုပို့ထားတယ်ဒါအဲ့ message နဲ့အတူတူသူကအာပြောရရင် ကိုဝင်စစ်တဲ့ပေါ့နော်ဒီကရိယာလေးမှာ ဒုတိယမြင်းကြောင်လေးကခက်မိတ်မိန်နေပေါ်နေတဲ့ပုံလေးကိုလည်းသူကပို့ထားခဲ့တယ်။အဲ့တော့သဘောကအဒီကတကယ်ကိုဝင်ရှိလားမရှိလားဒါပြောရရင်သူလည်းဆရာဝန်နေစီသွားပြီးတော့အတီးပြုတ်ထားမှမဟုတ်ဘူးဒါပေမဲ့ဒီကရိယာနဲ့ဆန်သက်တဲ့အဖြစ်အရာဆိုရင်တော့ရှိတယ်ပေါ့လေအဲ့ရလက်ကမရှင်းလင်းဘူးအမန်ကယ်ဆိုဘရန်ဒန်ကသူနဲ့အတူတူတေချာဆွေးနွေးပြီးတော့ပြောရမှာဒါပေမဲ့လုံးဝအဲ့လိုမျိုးပြောဆိုခြင်းမရှိဘဲနဲ့ Brandon ကသူ့ရဲ့ပြောရင်အပြုတ်အမူကလုံးဝကိုကြောက်ဖို့ကောင်းတယ်။သူကလုံးဝအဲ့ဒါကိုမြင်လိုက်ရတာနဲ့ဒေါသတကြီးပေါက်ကွဲတယ်။နောက်ပြီးတော့အဲ့ဒီအခြေအနေကသူ့ရဲ့ဘဝကိုပေါ့နော်ဖျက်ဆီးစေတာပဲဆိုပြီးသူပြောခဲ့တယ်။နောက်ဆုံးပိတ်ဒီကိုဝင်ကိုဖျက်ချဖို့ပေါ့နော်။အကယ်လို့မွေးမဲ့ဆိုရင်နောက်ဒီကိစ္စကသူနဲ့လုံးဝပတ်သက်မှာမဟုတ်ဘူးဆိုပြီးတော့ရှင်းရှင်းလင်းလင်းကိုအလီကိုပြောခဲ့တာ။ အဲ့တော့အဲ့ဒီကိုယ်တိုင်ကဒီလိုတွေဖုန်းနဲ့ပြောနေမယ်အစားဖုန်းမှာ message တွေပို့နေမယ်အစားငါတို့တွေလူကိုယ်တိုင်ပေါ့နော် တွေ့ပြီးတော့ငါတို့တွေပြောကြမင်းဆိုပြီးတော့အလီကစ조사ခဲ့တာပြောအဲ့ဒီဘက်ကနေပြီးတော့နှစ်သိမ့်မှုတွေအာနောက်ပြီးတော့ပေါ့နော်ဒီလိုမျိုး조사ပန်းစားဆက်သွယ်ခဲ့တဲ့အခြေအနေတွေအဲ့ဒါတွေကဆိုရင် Brandon ရဲ့အတိမတ်ပြုမှုကိုသူကရဖို့အတွက်조사နေတာဒါပေမဲ့ Brandon ဘက်ကတော့ AC ပဲလုံးဝကို ETA ဆက်ကိုသူကဆက်ဆံခဲ့တာ အသက်မမဖြစ်ခင်တပတ်အလိုမှာတော့ Brandon က Oxford ကနေပြီးတော့ Fourth Ward ပေါ့နော်ဒီ Texas မှာရှိရဲ့သူ့ရဲ့မိသားစုအိမ်ကိုပြန်သွားခဲ့တာလေသူတို့တွေတွေ့ရှိခဲ့ရတယ်။အဲ့တော့အဲ့ဒီမှာသူကရယူခဲ့တယ်ဆိုပြီးတော့လဲရဲတွေကအထောက်အထားကိုသူတို့တွေ့ရှိခဲ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ Brandon ကအဲ့ဒီတနက်ကိုသူ့လက်ထဲရောက်ပြီးတော့ရက်ပိုင်းလောက်ပဲရှိသေးတယ်။သူကအဲ့ဒီတနက်ကိုရိုက်ပြီးတော့ကြတော့ Snapchat မှာသူကတင်ခဲ့တာ။အဲ့တော့ကြည့်မယ်ဆိုရင်သူ့ရဲ့အခုလိုလုံရက်တွေက ူနောက်ထပ်ပေါ့နော်ဘာတွေလုံးမယ်ဆိုရက်အရာတွေအကုန်လုံးကိုဘလောက်ထိအစင်သစ်ဖြစ်နေပြီလဲဆိုတာကိုဒါပြောရင်တစ်ဖက်နည်းနဲ့ပြသနေတာပဲစုံစမ်းစစ်ဆေးရေးမှုတွေက Brandon ရဲ့ဒီ laptop ကိုပေါ့နော်စစ်ဆေးရဲ့အခါမှာပို့ပြီးတော့စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့သက်သေတွေကိုထပ်မံတွေ့ရှိခဲ့တယ် Brandon ကအင်တာနက်မှာဘလို့အကြောင်းတွေကိုရှာထားလဲဆိုတော့အလူတယောက်ကိုဘလို့ချုံနှောင်ရမလဲဘလို့နှိမ်နင်းရမလဲရာဇဝမှုကျွလွန်ပြီးရဲ့နောက်မှာဘလို့မျိုးလွတ်မြောက်အောင်ပြေးရမလဲ တက်ပန်ဒီလိုမျိုးပေါ့နော်နမဲကျော်လူသက်သမားတွေကသားကောင်တွေကိုဝေးလံတဲ့နေရာတွေကိုဘလို့ဆွဲဆောင်ပြီးတော့ခေါ်သွားခဲ့တာလဲဆိုတဲ့အချက်လက်တွေအားလုံးကိုအသေးစိတ်ရှာဖွေပြီးတော့သူကလည်လာထားတာကိုတွေ့ရတယ်။အဲ့ဒါတွေအပြင်သူကတနတ်အတန်တိတ်ကရိယာတွေကြည်စံတွေမျက်နှာဖုံးတွေလိုမျိုးပစ္စည်းတွေကိုလည်းအာရှာဖွေကြည့်ရှုခဲ့တာကိုသူတို့တွေတွေ့ရတယ်။အဲ့တော့ဆိုလိုတာကအဲ့ဒီအချိန်မှာဘရန်ဒန်ရဲ့ရည်ရွယ်ချက်ကတကယ်ကို ခြောက်ချားဖွဲ့ကောင်းလောင်းအောင်ပေါ့နော်အရန်ကိုရှင်းလင်းနေတာဒီလိုနဲ့ဇွန်လ18ရက်နေ့မှာ Brandon ကပေါ့နော်ကိုဝင်ကိစ္စနဲ့ပတ်သက်ပြီးတော့ငါတို့ညောက်ဆုံးအပြီးသက် လူချင်းတွေ့ပြီးတော့အာစကားပြောဖို့ပေါ့နော်ငါအစင်သစ်ဖြစ်နေပြီဆိုပြီးတော့ Alice ကို message ပို့ပြီးတော့ပြောခဲ့တယ် ီလိုကနေနှစ်ရက်အကြာဇွန်လ16ရက်နေ့လို့ပြောရမလားအ20ရက်နေ့ဟိုအာယုံကြီးလို့ပြောရမလားအဲ့အချိန်မှာတော့ပေါ့နော်အာဒီအလီကဘာမှရှိနေတဲ့အချိန်မှာဘရန်ဒန်ကနေပြီးတော့အာငါနေနဲ့ပဲတီးတတန်လေးစကားပြောချင်းနဲ့နင်းအိမ်ကိုပြန်ငါလာဟောမယ်ဆိုရဲမက်ဆေ့ချ်ပုံစံမျိုးတွေပေါ့နော်အဲ့အရာတွေကိုသူကပို့ပြီးတော့ကြတော့အလီကိုသူကဆွဲဆောင်လိုက်တယ်အဲ့တော့အလီမတိခဲ့တာက Brandon ရဲ့တကယ်အကြံစီကဒီလိုမျိုးတီးတတန်နှစ်ယောက်ထဲပြောချင်တာမဟုတ်ဘူးအလီကိုတယောက်ထဲဖြစ်အောင်ခွဲထုတ်ချင်တာ တဘွားမျိုးနဲ့ဝေးပြီးတော့အကူအညီတွေဒီတက်သေးတွေနဲ့ဝေးတဲ့နေရာစီကိုခေါ်သွားခြင်းလာလုံးကြုံရေးကင်မရာမှတ်တမ်းတွေမှာဆိုရင်လေ Brandon ရဲ့ကားကမနက်7:28မိနစ်မှာ Elliot တိုက်ခန်းစီကိုဥတီပြီးသွားနေတာကိုမြင်ခဲ့ရတယ်။မိနစ်30အကြာမှာတော့နောက်ထပ်ဆန့်ကျင်ဘက်ကားလမ်းကြောင်းကနေပြီးတော့ပြန်လည်မောင်းနှင်သွားတာကိုလည်းတွေ့ရတယ်။အဲဒါ cell phone data တွေကဆိုလို့ရှိရင်လေစုံစမ်းစစ်ဆေးရေးမှုတွေတန်တရားရှိထားတယ်ပေါ့နော်အချက်ကိုအတီးပြုတ်ပေးခဲ့တယ်။ ဘာလို့တန်တရားရှိရလဲဆိုတော့ Brandon နဲ့ Ellie တို့ကအခု Ellie တည်ဆုံးတဲ့နေအောင်အတူတူသွားလားမသွားလားဆိုတဲ့အချက်ကိုသူတို့တန်တရားရှိရ။ဒါနဲ့ဒီ cell phone data တွေကိုစစ်လိုက်တော့ Brandon နဲ့ Ellie တို့နှစ်ယောက်စလုံးကဂျွန်လ20ရက်နေ့မနက်အစောပိုင်းမှာ Sadis ရေကန်စီကိုအတူတူသွားနေခဲ့ကြတယ်ဆိုတာကိုဖုန်းလိုက်မှာပြသနေတယ်။အဲ့တော့အဲ့နေရာမှာဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတော့အတိအကျအဖြစ်ပျက်ကိုတော့ဘယ်သူမှမသိဘူး။ဒါပေမဲ့မှတ်တမ်းတွေအရာဆိုရင်တိုက်ခိုက်မှုကမနက်၂နာရီ 15မိနစ်နဲ့2နာရီ30ကြာမှာဖြစ်ပွားခဲ့တယ်လို့သူတို့ယူဆရတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲအနီးနားပေါ့နော်ဒေတာခန်တူကလည်းမနေ့3နိုင်ဝင်ချင်းမှာသူတနက်တန်တွေအများကြီးကြားခဲ့ရတယ်ဆိုပြီးတော့သူတို့စီကိုတရင်ပေးဖို့ခဲ့တယ်ဆိုတဲ့ဟာကိုသူတို့တွေအမှတ်တမ်းတွေမှာ တွေ့ရှိခဲ့ရတယ်။နောက်တော့ branding ကဘာလုပ်လဲဆိုတော့ဒီ Elliot ဖုန်းကိုယူပြီးတော့သူက outfit ကိုပြန်ပြီးတော့သွားတယ် အဲနောက်အလီရဲ့ဖုန်းပါဝါကိုပိတ်ပလိုက်တယ်အိညာမှာမဲသူကသူ့ရဲ့ device တွေကနေရဲရီရဲ့ပေါ့နော်အာရေဒီယိုချိန်နှုန်းတွေကိုဘလို့နားထောင်ရမလဲဆိုတာကိုအင်တာနက်မှာရှာဖွေခဲ့တယ်သူလုပ်တဲ့လုပ်ရက်တွေကပြောရရင်ဥပဒေစိုးမိုးရေးအဖွဲ့တွေထပ်ပေါ့နော်ပို့ပြီးတော့အခြေတလန်းတအောင်သူကစ조사နေတယ်ဆိုတာကိုပြသနေတာ ီလိုနဲ့မနက်မိုးလင်းတော့သူကရေကန်သားမှာအလောင်းတလောင်းအာတွေ့ရှိခဲ့တယ်ဆိုတော့အသတင်းတွေကိုသူကစောင့်ကြည့်နေတာကိုလည်းမြင်ရတယ်ဥမာအသူအဲ့ရဲ့စိုင်းနဲ့စိုင်းနဲ့ keywords တွေကိုသူ Google မှာရိုက်ပြီးတော့ကြတော့အဲ့သတင်းတက်လာရင်သူကြည့်မလို့နေမှာပေါ့နော်သူအဲ့လိုမျိုးကြီးအာဒီရှာဖွေခဲ့တဲ့မှတ်တမ်းတွေကိုတွေ့ရတယ် နောက်ပြီးတော့သူကအရာစဝတ်မှုကျူးလွန်ပြီးပြီးချင်း Brian ကပုံးဆောင်နေရမယ့်အစားပါတီတစ်ခုကိုသွားပြီးတော့သူအသုံးပြုခဲ့တဲ့ပေါ့နော်ဒီတနက်အကြောင်းကိုတော့မှတငယ်ချင်းတွေကိုကြွားလုံးထုတ်ခဲ့ပါသေးတယ်။ Ellie ကိုလုံးတဲ့ဟာတော့ပြောပြမှာမဟုတ်ဘူး။တဘောကသူ့မှာဒီတနက်ရှိတယ်ဒီတနက်ကဘလို့ကောင်းနေပြင်ဘလို့မျိုးထွက်တယ်ဥမာအဖြစ်သူဒါတွေကိုကြွားနေမှာပေါ့လေ။အဲ့တော့တဘောကသူနောင်တရတာလုံးဝမရှိဘူးဆိုတဲ့အကြောင်းကိုအဲ့ဒီဖြစ်ရတည်းကပြတ်တနေရပါပဲ။ Brandon ကအရင်တုန်းကဆိုရင်လည်းအရက်တောက်ပြီးလူမြင်ကွင်းမှာမူးယစ်နေတဲ့အတွက်ပေါ့နော်။ဖန်စီခံရဘူးတယ်ဆိုတဲ့အကြောင်းကိုသတင်းမီဒီယာတွေကပေါ့နော်နောက်ထပ်အချက်လက်တွေထွက်ပေါ်လာခဲ့တယ်။အဲသူ့ရဲ့ဆရာဝန်အဖေကတော့ဒီသတင်းသမားတွေကိုပေါ့နော်သူ့ရဲ့သားအပြစ်ကင်းပါတယ်။လူတွေကကော်လာဟာလာတွေကြောင့်အလင်းစလိုမဆုံးဖြတ်လိုက်ကြပါနဲ့ဆိုပြီးတော့တောင်းဆိုခဲ့တယ်။အဲ့ဒါနဲ့အာဆိုရှယ်မီဒီယာမှာဗာတက်လာလဲဆိုတော့ ဒီလိုတွေမဖြစ်ခင်ပေါ့နော်အအရင်နှစ်တွေတုန်းကအဖေဖြစ်သူကိုယ်တိုင်သူ့ရဲ့သားတနက်ပြစ်နေတဲ့ဓာတ်ပုံတပုံကိုအာ Facebook မှာတင်ခဲ့ဘူးတယ်အဲ့မှာသူကဘာခေါင်းစင်နဲ့တင်လဲဆိုတော့ကြတော့အနီးဖြူရကျွမ်းကျင်တဲ့သူဆိုရက်ခေါင်းစင်နဲ့တင်ခဲ့ဘူးတယ်အလူရီကပြောရလို့ရှိရင် Elliot အမှုအရန်အာယုံနေစိုက်လာကြတာ Ellie အသက်ခံရတဲ့အပေါ်မှာလူတို့ရဲ့တုံ့ပြန်မှုကချက်ချင်းဆိုတယ်လို့ပေါ့နော်စိတ်ခံစားမှုတွေပြင်းထန်ခဲ့တာ အဲ့လီရဲ့ဝင်းခွဲအဲဒီမောင်နှမတူကဆိုလို့ရှိရင်အမျိုးသမီးတွေကပေါ့နော်အမျိုးသားတယောက်ကိုညင်းပယ်ဖို့ဘာကြောင့်ကြောက်ရတလဲလို့မင်းဒီအဖြစ်ပြက်ကအဖြေပါပဲဆိုပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာရေးသားပြီးတော့တင်ခဲ့တယ်။သူဆိုလိုချင်တဲ့သဘောကယောက်ျားတွေဘလောက်ကြောက်စရာကောင်းနေဆိုတဲ့အကြောင်းကိုပေါ့နော်အဲဒီအဖြစ်ပြက်ကတက်သေးပဲဆိုတာကိုသူကပြောရမီးမောင်းထိုးပြချင်တာ။ ဒီလိုနဲ့ Brandon ရဲ့အခန်းကိုစစ်ဆေးနေစဉ်ကာလအတွင်းမှာလည်းအာဒီစုံစမ်းစစ်ဆေးရေးမှုတွေကငါးဘွားဟာတည်ခြင်းနဲ့အဆုံးသတ်မယ်ဒါမှမဟုတ်ထောင်ထဲမှာပဲအဆုံးသတ်မယ်ဆိုပြီးတော့ Brandon လက်ရေးနဲ့ရေးထားတဲ့စာတစောင်ကိုလည်းတွေ့ရှိရဲအဲ့တော့တရလိုဘက်ကရှိနေပြီကတော့အဲ့ဒီစာကကြိုတင်ကြံစီမှုအတွက်ပေါ့နော်နောက်ထပ်တက်တည်တစ်ခုလို့တို့တွေကရှုမြင်ခဲ့ကြတယ်။သဘောက Brandon ရဲ့မူလအစီအစဉ်အရဆိုရင်အဲ့ဒီကိုတက်ပြီးတော့အဲ့ဒီနောက်မှာသူ့ကိုယ်သူအဆုံးစီရင်ဖို့ စီစဉ်ခဲ့တာဖြစ်နိုင်တယ်။အဲဒါပေမဲ့နောက်ဆုံးမှာအဲ့ဒီတိုင်းသူမလုံရဲပဲနဲ့သူအခုလိုထွက်ပြေးဖို့စ조사ခဲ့တယ်လို့လည်းသူတို့ကမှန်းဆမိခဲ့တယ်။ဒီလိုနဲ့အလောင်းစစ်ဆေးမှုနဲ့ဆေးဝါးအစိတ်တောက်ပေါ့နော်စစ်ဆေးမှုအရာဆိုရင်တော့အလီတီဆုံးတဲ့အချိန်မှာကိုဝင်မရှိခဲ့ဘူးလို့သိရတယ်။အဲသူနောက်ဆုံးပို့ခဲ့တဲ့စာတူတွေအဲသူ့ရဲ့ပေါ့နော်ဒီခန္ဓာကိုယ်အပြောင်းလဲတွေကိုရည်ညွှန်းတဲ့ဓာတ်ပုံတွေအရဆိုရင်တော့သူကသူ့ကိုယ်သူကိုဝင်ရှိတယ်ဆိုပြီးတော့ယုံကြည်ခဲ့တာဖြစ်နိုင်တယ် ဆောင်စန်းစစ်စေးရေးမှုတွေအတွက်ကတော့အဲ့လိုမျိုးခန္ဓာကိုယ်အပြောင်းလဲဖြစ်တယ်ဆိုတာသူစိတ်ဖိစီးမှုတွေများတဲ့အတွက်ကြောင့်လည်းဖြစ်နိုင်တယ်လို့ယူဆခဲ့ကြတယ်။အဲဒါမှမဟုတ်ဘူးဆိုရင်လည်းအကြောင်းရင်းမသိနိုင်နဲ့ပေါ့နော်။ကိစ္စတစ်ခုခုကြောင့်အသူကိုဝင်ပြက်ကျခဲ့တာလည်းဖြစ်နိုင်တယ်ဆိုပြီးတော့အဲ့ကိစ္စကိုတော့သုံးသပ်ခဲ့ကြတယ်။ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒီအယ်လီယာကိုဝင်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအရေးကြီးတာကအယ်လီကကြောက်ရွံ့နေခဲ့ပြီးတော့မရေမရာဖြစ်နေခဲ့တာတော့သိကြတယ်။ ဲ့ဒါကြောင့်လဲသူက Brandon C ကိုအသေးအသံအခုအညီတောင်းခံခဲ့တာဒါပေမဲ့အဲ့ဒီပြန်ရခဲ့တာကတော့လုံးဝကိုညင်းပယ်ခြင်းမပဲအမေရိကန်ဆိုသူတို့နှစ်ယောက်အတူတူဒီကိစ္စကိုအဖြေရှာပြီးတော့ဆွေးနွေးပြီးတော့အာအကယ်လို့တောင်းဝင်ယူရမယ်ဆိုလဲ Brandon ကတောင်းဝင်ယူရမှာဒါပေမဲ့ Brandon ဘာမှအဲ့ဒါတွေကိုမလုပ်ခဲ့ဘူးဒီလိုနဲ့အဲ့ဒီကိုအာတတ်မှုနဲ့ပေါ့နော်ဆွဆွဲခံထားရတဲ့ Brandon ကိုဖမ်းဆီးပြီးတော့မကြခင်မှာပဲတရားရုံးမှာပထမဆုံးစတင်စစ်ဆေးခဲ့ကြတယ် အကနဦးမှာ Brandon ရဲ့ရှေ့နေတွေကသူ့ရဲ့အမှုတွေကိုပေါ့နော်အာမခံပေးပါဆိုပြီးတော့တရားရုံးကိုရှောက်ခဲ့တယ်။ဒါပေမဲ့ Brandon ကဒီပြည်နယ်ကြော်ဖြတ်ပြီးတော့ထွက်ပြေးဖို့စ조사ခဲ့မှုရဲ့အတွက်ကြောင့်အဲ့ဒီအာမခံချက်ကိုတရားရုံးကနေပြီးတော့ညှင်းပယ်ခဲ့တယ်။ဒါနဲ့ Brandon ရှေ့နေတွေကနေပြီးတော့ view ဟာပြောင်းလိုက်တယ်။အဲသူကဘလို့ view ဟာပြောင်းလိုက်လဲဆိုတော့ဒါဆိုရင်သူတို့အမှုတွေ Brandon ရဲ့စိတ်အခြေအနေကိုပေါ့နော်အခဲဖြတ်တင့်တယ်ဆိုပြီးတော့တောင်းဆိုခဲ့တယ်။ ဒီလိုကနေ2019ခုနှစ်ဩဂတ်30ရက်နေ့မှာတော့အစိုးရရှေ့တွေကဆွဲချက်ကိုသူတို့ဘက်ကနေပြီးတော့ပို့ပြီးတော့မြင့်တင်ပလိုက်တယ်ဘလို့မြင့်တင်လိုက်လဲဆိုတော့အသူတို့ရဲ့ပေါ့နော်အထောက်ပြချက်အရာဆိုရင်အဲ့ဒီသေဆုံးတာကကြိုတင်ကြံစီမှုတွေပါတယ်နောက်ပြီးတော့ကြာပြန်ပြီးဆွဲမှုတွေပါတယ်ဒီလိုမျိုးနှစ်ခုစလုံးပါဝင်ပတ်သက်တဲ့အတွက်ကြောင့်ဒီအဖြစ်ကဆိုရင်တေတံနဲ့ပဲထိုက်တန်တဲ့လူသက်မှုဖြစ်တယ်ဆိုပြီးတော့ဆွဲချက်တင်ပြီးတော့ကြေညာလိုက်တယ် Brandon ကတော့သူကအဲ့ဒီအတီးသူအပြစ်မရှိပါဘူးဆိုပြီးတော့ဆက်လက်ညှင်းဆုံနေခဲ့တာအဲ့လိုကနေသူရဲ့နောက်ထပ်ပေါ့နော်တရားစီရင်ရေးတွေမလုပ်ခင်အားလုံးသိကြတဲ့အတိုင်းကိုဗစ်ရောဂါကြီးကရှိလာတော့ဒီနိုင်ငံတဝန်းလုံးကပေါ့နော်တရားစီရင်ရေးစနစ်တွေလိုပဲ Brandon ရဲ့အမှုကနှစ်နှစ်နီးပါးရွှေ့ဆိုင်သွားခဲ့ရပါတယ်နောက်ဆုံး2021ခုနှစ်ဩဂတ်ရောက်တဲ့အခါမှာတော့ Brandon ကသူရဲ့အတနာခံစားမှာပါတဲ့အချက်တစ်ခုကိုသူကရုတ်တရက်ပြောင်းလဲပြီးတော့ အထွက်ဆိုခဲ့တယ်။သူကဘာပြောလဲဆိုတော့အသူဒီလိုလောက်တာကို အပြစ်ရှိပါတယ်ဆိုပြီးတော့ဝန်ခံပြီးတော့ကြတော့အတနာခံခဲ့တာ။အဲ့တော့သဘောကသူကဒီလုံးရဲ့အတွက်သူအပြစ်ရှိပါတယ်။နောက်ထားရပါတယ်ဆိုပြီးတော့အတနာခံစားမှာသူ့ရှေ့နေတွေပေါ့နော်အကြံပေးရတဲ့အတိုင်းသူရေးလိုက်တော့တေးရန်ပေးခံရမယ့်အခြေအနေကနေသူရှောင်ရှားနိုင်ခဲ့ပြီးတော့ပထမအဆင့်ပေါ့နော်လူသတ်မှုနဲ့အပြစ်ရှိကြောင်းအစီရင်ခံရဖို့သူသဘောတူခဲ့တယ်။ သူ့ရဲ့အရင်အခန်းပေါ်ဟောင်းတူကဘာပြောလဲဆိုတော့အဒီမာနာကြီးရဲ့ branding ကပေါ့နော်သူ့ရဲ့အဖေရဲ့ချမ်းသာကြွယ်ဝမှုနဲ့ဩစာတွေကိုမကြကနာထုတ်ပြောလေးရှိတယ်။တခါတော့ကဆိုရင်ပတ်စံနဲ့ဆိုရင်ပေါ့နော်အရာရာလွတ်မြောက်နိုင်တယ်ဆိုပြီးတော့လဲသူ့ကိုပြောခဲ့ပူးတယ်ဆိုပြီးတော့သူကပြန်ပြောင်းပြောပြတယ်။ဒီလိုနဲ့တရားရုံးမှာနောက်ဆုံးပိတ်ပေါ့နော်စကားပြောတဲ့အခါမှာတော့ branding ကသူနောင်တရနေပါပြီဆိုပြီးတော့သူကပြောခဲ့တယ်။ဒါပေမဲ့လူအများစုအတွက်ကတော့သူ့ရဲ့နောင်တကပေါ့နော်သူဖန်တီးခဲ့တဲ့ နာကျင်မှုကိုနှောင့်တရတာလားဒါမှမဟုတ်ရင်သူရင်ဆိုင်ရတော့မယ့်အကျိုးဆက်တွေကိုနှောင့်တရတာလားအဒါတွေကတော့လူတွေကမေးခွန်းထုတ်ခဲ့ရပေါ့နော်တဘောကတော့သူ့ကိုယုံကြည်ရလူမရှိတလောက်ရှားခဲ့တယ်။သူ့ရဲ့နောင်တရရတာနဲ့ပတ်သက်ပြီးတော့သူဝန်ခံခဲ့တဲ့ဟာကို။သူကနောက်ပြီးဘာပြောလဲဆိုတော့အလီကိုပေါ့နော်ချီရတဲ့သူတွေကိုလည်းသူတောင်းပန်ပါတယ်။ဖျားသခင်ကသူ့ကိုခွင့်လွှတ်ပေးဖို့လဲအသူတောင်းပန်ပါတယ်။တနေ့နေ့မှလည်းသူ့ကိုခွင့်လွှတ်ပေးနိုင်မယ်လို့သူမျှော်လင့်ပါတယ်ဆိုပြီးတော့လည်းသူကပြောခဲ့တယ်။အလီရဲ့အမေကတော့ရှင်းတယ်။သူ့ကိုလုံးဝခွင့်မလွှတ်ဘူး။ နောက်ဆုံးတရားစီရင်ချက်ချပြီးတော့ဒီ closing statement မှာဆိုရင်အလီရဲ့အမေကဘာပြောလဲဆိုတော့ဒီ Brandon ပေါ့နော် default ဆိုတဲ့သူကရက်ဆက်ပြီးတော့လူစိတ်မရှိတဲ့တတဝါဆိုပြီးတော့အလီရဲ့အမေကခေါ်ခဲ့တာနောက်ပြီးတော့အမေတယောက်အနေနဲ့လည်းပေါ့နော်သူကသူသူ့ရဲ့သမီးကိုမကာကွယ်ပေးနိုင်ခဲ့တာကိုသူတသက်လုံးနှောင့်တရနေရတယ်အဲဒီ Brandon default အနေနဲ့ကတော့တသက်လုံးဒီအိမ်မက်ဆိုးတွေမက်ပြီးတော့နေပါစေဆိုပြီးတော့လေသူကတရားရုံးမှာကိုသူကချိန်ဆခဲ့တာ အာဒီလိုနဲ့ Brandon ကိုထောင်တန်းတသက်တကျွန်းပေါ့နော်အာအပြစ်တန်ချမှတ်လိုက်ပြီးတော့ Mrs. Sisby B နဲ့ Pushman Fan အချင်းထောင်မှာထိမ့်သိမ်းခံနေရဆဲလို့လည်းသိရတယ်။သူကလူသက်မှုကျူးလွန်ခဲ့ကြောင်းပေါ့နော်အပြစ်ရှိကြောင်းဝန်ခံတော်ကဆိုလို့ရှိရင်လေသူကမူးယစ်ဈေးဘွားရဲ့ပေါ့နော်ဒီအရှိန်ကြောင်းပေါ့ထိမ့်ချုံမှုသူလွတ်သွားတာဒါကြောင့်ကြိုတင်ချင်စီထားတာမဟုတ်ပါဘူးဆိုပြီးတော့ညှင်းဆိုခဲ့သေးတာ။ ဒါပေမဲ့ तू ဘလို့ပဲညင်းညင်သူ့ရဲ့ laptop တွေမှာသူ့ရဲ့အဒီဖုန်းတွေမှာပေါ့နော်ဒီ internet ကနေပြီးတော့ तू ရှာဖွေခဲ့တဲ့မှတ်တမ်းတွေအရာကတော့လူတက်မှုကိုဘလို့ကျူးလွန်ရမလဲဥပဒေအကျိုးဆက်တွေကိုဘလို့ရှောင်ရှားရမလဲနမေကျော်လူသက်သမားတွေကသူတို့ရဲ့တားအောင်တွေကိုဘလို့လှည့်ဖြားခဲ့လဲဆိုတာတွေပါဝင်ခဲ့တဲ့အတွက်မိုးရင်ဇေဝါချောင်းဆိုတဲ့သူ့ရဲ့အိတ်စကားတွေနဲ့လုံးဝကိုပြောင်းပြန်ဖြစ်နေတဲ့ကြောက်စရာကောင်းတဲ့သူ့ရဲ့ချိုတင်အစီအစဉ်တွေကိုဖော်ထုတ်ပြသလို့ရခဲ့တာပါ ီအချက်လက်တွေကြောင့်ပဲ Brandon ရဲ့လုပ်ရက်ကမတော်တဆပေါ့နော်ဒီထိန်ချုပ်မှုလွတ်သွားလို့ဖြစ်ခဲ့တာမဟုတ်ဘူးတေချာကြိုတင်တွက်ဆထားတဲ့ဒီဆက်ဆုပ်ရွှင်ရှားပွဲကောင်းတဲ့အစီအစဉ်တစ်ခုပဲဆိုတာကိုရှင်းရှင်းလင်းလင်းကိုပြသနေတာအလီရဲ့အသေးဆုံးမှုကဆိုလို့ရှိရင်လည်းဘာအထိပယ်မှမရှိတဲ့ပေါ့နော်ဂျင်းနာဆရာဆုံးရှုံးမှုကြီးတစ်ခုလိုပဲပြောရင်ဒီအမှုရဲ့ရလက်ဆိုတာကလည်းဝမ်းနေဆရာကောင်းတဲ့မိသားစုရဲ့ကံကြမ္မာကိုပြန်ပြင်ပေးနိုင်တဲ့အရာမဟုတ်ဘူး ရွာတရားမျှတမှုအတွက်ပဲဒါပြောရင်ရရှိခဲ့တာဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုနားထောင်နေတဲ့သူတွေရဲ့ထင်မြင်ယူဆချက်တွေကရောဘယ်လိုရှိပါသလဲဒီကိုဝင်ရှိရဟာကိုညင်းပယ်ဖို့ပေါ့နော်ဒီလောက်ထိကြောက်စရာကောင်းတဲ့ရာဇဝမှုတစ်ခုကိုကျူးလွန်ဖို့အကြောင်းပြချက် ဖြစ်နိုင်သလားအဲ့တော့မိတ်ဆွေတို့ရဲ့အမြင်တွေကိုကွန်မန့်မှာဝေမျှပေးခဲ့ကြပါအောင်နောက်ထပ်စိတ်ဝင်စားစရာမှုကင်းအကြောင်းအရာတွေနဲ့အတူတူပြန်လာခဲ့ပါမယ်အားလုံးပေးခြင်းပြီးတော့တာယာတော့နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်